ကွေးနီပြည်နယ်ဒီမော့ဆိုမြို့နယ်နောက်ဘက်ခြမ်းမှာဧပြီလ26ရက်နေ့လပိုင်းကမိုးရွာပြီးမိုးသီးတွေလည်းကျတယ်လို့ဒေသခံပြည်သူတွေကပြောပါရယ်မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကဧပြီလ28ရက်မနေ့အထိကွေးနီပြည်နယ်၊ကရင်ပြည်နယ်၊ရှမ်းပြည်နယ်တောင်ပိုင်း၊ပဲခူးတိုင်းတနင်္သာရီတိုင်းတို့မှာမိုးရွာသွန်းတာ၊မိုးကြိုးပြစ်တာ၊လျှက်စီးလက်တာ၊မိုးသီးကြိုတာတွေဖြစ်ပေါ်နိုင်တယ်လို့ဆိုပါရယ် မိုးရွာပြီးမိုးသီးတွေကြားတဲ့အတွက်တနှစ်တာကာလပတ်လုံးမိုးကတဲနဲ့နေခဲ့ရတဲ့ဒီမိုဆိုကစစ်ပေးရှောင်ပြည်သူတွေဟာမိုးကတွေရိပ်ပြီးပြဲတာတွေမိုးရွာတွေရှိတယ်လို့သိရပါတယ်ဒီမိုဆိုနောက်ချက်မှာစစ်ပေးရှောင်ပြည်သူတသိန်းဝန်းကျင်နေထိုင်ကြပြီးစစ်ရှောင်ကာလလေးနှစ်ကျော်ထိရှိနေကနေအိမ်တွေပြည့်စည်ဆုံးရှုံးခဲ့ရလို့နေအိမ်ပြန်ဖို့လည်းအဆင်မပြေဘူးလို့သိရပါတယ် ဒါပြင်စစ်ဆောင်ကာလကြာမြင့်လာတဲ့အတွက်နေထိုင်မှုအမိုးကတွေစာနာရိတ်ခါတွေတကူရီသုံးပစ္စည်းတွေလိုအပ်နေတယ်လို့စစ်ပေးဆောင်ပြည်သူတွေစီကသိရပါတယ်ရှင်စကိုင်းတိုင်းထီချမြို့နယ်လေတာရွာကိုစစ်တပ်ကဧပြီလ26ရက်နေ့ကင်း7နာရီနေပါအချိန်မှာစစ်ကောင်စီတပ်ကလေကြောင်းနဲ့ဘုံနှလုံးကျဲသွားတယ်လို့ဒေသခံတွေစီကသိရပါတယ်။အခုလိုလေကြောင်းကနေဘုံကျဲချလို့ထီချမြို့နယ်လေတာရွာအနီးကရပ်ပက်ဆေးရုံထိခိုက်ပျက်စီးခဲ့တယ်လို့လည်းသိရပါတယ်။ အခုလိုလေကြောင်းတက်ခိုက်လို့ဒေသခံရွာသားတွေကြေးရွာအတွင်းကနေပြောင်းရွှေ့ထွက်ခွာသူတွေလည်းရှိနေတယ်လို့သိရပါတယ်။လေသာရွာဟာအင်ချေ200ကျော်လူဦးရေ600နီးပါးရှိတဲ့ကြေးရွာဖြစ်ပြီး2022ခုနှစ်နိုဝင်ဘာလ30ရက်ကလည်းစကောက်စီတက်ကတိုက်လီရင်နဲ့ဘုံကျဲပြီးအင်အား80နီးပါးရှိတဲ့စစ်ကြောင်းကဒီဇမလ1ရက်ဒီဇမလ6ရက်နေ့မှာဝင်ရောက်စီးနင်းပြီးနောက်နေအိမ်40လောက်ကိုမိရှို့ခဲ့တယ်လို့လည်းသိရပါတယ်ရှင်။ မြန်မာငလင်ဘေးနောက်ဆက်တွဲလိုအပ်တဲ့အကူအညီတွေအတွက်ဂျပန်အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ JICA ကကြွတင်ပညာရှင်အဖွဲ့တစ်ဖွဲ့ဆင်လွှတ်သွားဖို့ရှိနေတဲ့အကြောင်းဂျပန်နိုင်ငံကြားရေးဝန်ကြီးဌာနကထုတ်ပြန်ထားပါတယ် အဲ့ဒီအဖွဲ့ဟာဧပြီလ29ရက်ကစတင်ထွက်ခွာမှာဖြစ်ပြီးအခုတစ်ချိန်ဆီလိုမဲ့ကြောကြီးအဖွဲ့ကရန်ကုန်အပါအဝင်မန္တလေးနဲ့ဘေးတင်ဒေသတွေစီတွားရောက်လဲပတ်မှာဖြစ်သလိုဘေးဒဏ်သင့်ဒေသတွေရဲ့အခြေအနေနဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာလိုအပ်ချက်တွေကိုအကဲဖြတ်ဆန်းစစ်မှုတွေပြုလုပ်သွားမယ်လို့ဆိုပါတယ်။ မြန်မာနိုင်ငံမှာငလျင်လှုပ်ခတ်ပြီးနောက်ဂျပန်နိုင်ငံအစိုးရအနေနဲ့တဘာဝဘေးအန္တရာယ်ဆိုင်ရာရေပောက်ကယ်ဆယ်ရေးအတွက်ဆေးဘက်ဆိုင်ရာနှိပညာအဖွဲ့အဖွဲ့ကိုဆေးလွှတ်ခဲ့သလိုရေပောက်ကူညီကယ်ဆယ်ရေးပစ္စည်းတွေထောက်ပံ့ပေးအပ်တာနိုင်ငံတကာအဖွဲ့အစည်းတွေကတဆင့်ရေပောက်ထောက်ပံ့ငွေပေးအပ်တာတွေဆောင်ရွက်ပေးခဲ့ပြီးနောက်ထပ်လိုအပ်ချက်တွေအတွက်အကူအညီတွေကိုဆက်လက်ပံ့ပိုးသွားမယ်လို့ဂျပန်နိုင်ငံသားရဲ့ဝန်ကြီးဌာနကထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်ရှင်။ မကွေတိုင်းစင်မဝဲမြို့နယ်ထဲမှာတည်ရှိတဲ့စစ်ကောင်စီတပ်လက်အောက်ခံကပ္ပဆ73ကိုဧပြီလ25ရက်ည7:00နာရီဝန်းကျင်မှာရှော့တိုက်ဒုံး10လုံးနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Brave Warriors for Myanmar BWM အဖွဲ့အစည်းကနေသိရပါတယ်ပြခလိုက်တဲ့ short တိုက်တုံးစလုံးစလုံးပြမှတ်ကိုကြာရောက်ပောက်ွယ်ခဲ့ပြီးအရာရှိတွေအပါဝင်စစ်သားတွေတေဆုံးတရာရခဲ့ကြသလိုစီကိုတောင်တွေလည်းအပါဝင်အဆောင်တွေပျက်စီးသွားတယ်လို့ BWM အဖွဲ့ကပြောပါတယ် ရရှိထားတဲ့အချက်လက်တွေအရရရှိ၃ရောက်နဲ့စစ်သည်၁၂ရောက်အပြင်းထန်တရားရရှိခဲ့ကတခြားအစ်င၅ရောက်သေဆုံးခဲ့ပြီးမကွေးတဆရ၁၆ဂရင်တရားစေယုံကို ပို့ဆောင်လိုက်တယ်လို့အပမင်းလှ PDF တာဝန်ခံကိုရင်ကြီးအောင်က DPP ကိုပြောပါတယ်ဒီတက်ကသေဆုံးမှုနဲ့ပတ်သက်လို့တော့ DPP အနေနဲ့တရားအတည်ပြုနိုင်တာမျိုးမရှိသေးပါဘူးဒီပြစ်ခတ်တက်ခမှုကို Brave Warriors for Myanmar BWM အဖွဲ့ရဲ့ ဥဆောင်စီမံမှုနဲ့နယ်မြေကန်တပ်ဖွဲ့တွေဖြစ်ကြတဲ့ Upper Minha PDF People Independence Army PIO PIDO နဲ့အတူ No More Dictatorship NMD Eager Brigade ပူးပေါင်းလှုပ်ဆောင်ခဲ့ကြတာဖြစ်တယ်လို့သိရပါတယ်ရှင်။ စစ်လက်နက်နဲ့စစ်သုံးဆောင်ပစ္စည်းတွေကိုပို့ကားအောင်ထုတ်ကြဖို့စစ်ကောင်စားဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ကဧပြီလ26ရက်မှာလုပ်တဲ့85နှစ်မြောက်ကာကွယ်ရေးပစ္စည်းထုတ်လုပ်မှုတပ်ဖွဲ့နဲ့အခမ်းအနားမှာပြောပါရယ်စစ်ကောင်စားမင်းအောင်လှိုင်ဟာကမ္ဘာအကြီးဆုံးအဖြစ်သူတည်ထားတယ်လို့ဂုဏ်ယူနေတဲ့မာရဝိဇယဗုဒ္ဓရုပ်ပွားတော်တည်ထားကိုယ်ခွင့်ရမှာစစ်တပ်ရဲ့ကာကွယ်ရေးပစ္စည်းထုတ်လုပ်မှုတပ်ဖွဲ့ကအဓိကအခမ်းအနားနဲ့ပါဝင်ခဲ့တယ်လို့လည်းချိတ်ဆက်မြှောက်ပေးပြောဆိုပါရယ် မြန်မာနိုင်ငံမှာမင်းတို့မင်းလက်ထက်ကလေးကကနောင်မင်းသားကစစ်လက်နက်ပစ္စည်းတွေထုတ်ဖို့စ조사ခဲ့ကြောင်းလွတ်လပ်ရေးရပြီးနောက်ပုတ်ကနာတွေကိုရင်ဆိုင်ရပြီးအထောက်ချာအာဏာကိုတပ်မတော်ကခက်ခက်ခဲခဲကာကွယ်ဆောက်ရှောက်ခဲ့ကြောင်းစတဲ့သမိုင်းတွေကိုပြောဆိုခဲ့ပါတယ်စစ်လက်နက်နဲ့စစ်သုံးဆောင်ပစ္စည်းဆိုရာဟာစစ်မြေပြင်မှာမှတ်ကြောက်တင်ခံရမှာဖြစ်လို့အရေးသွေးပိုကောင်းတာထက်ပိုကောင်းအောင်စွမ်းဆောင်နိုင်ရည်မြင့်မာတာထက်မြင့်မအောင်နေပယ်စုံကနေဂျိုးပန်းဆောင်ရွက်သွားကြဖို့လဲမှာကြားလို့ရတယ်လို့ပြောပါတယ်ရှင် ဂရင်းနီပြည်နယ်ဖားဆောင်မြို့နယ်တဲကမော်ချီဒေသကိုစစ်ကောင်စီတပ်ကဧပြီလ26ရက်နေ့မှာလေကြောင်းကနေပုံကျဲတိုက်ခိုက်ခဲ့တာကြောင့်ဒေသခံပြည်သူ၃ယောက်ထိခိုက်ပြီးနေအိမ်တချို့လည်းထိခိုက်ပျက်စီးခဲ့ပါတယ်။ဧပြီလ26ရက်နေ့လည်း12:55မိနစ်မှာမော်ချီဒေသကနေရာ၃ခုကိုလေကြောင်းကနေပုံကျဲတိုက်ခိုက်ခဲ့တာကြောင့်ပြည်သူ၃ယောက်ဖျားကြောင်းနေအိမ်တချို့နဲ့ကားထိခိုက်ပျက်စီးခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။ ပိခရက်အဘလာ24ရက်နေ့မှာမော်ချီအမှတ်နှစ်အနီကိုလေကြောင်းကနေဘုံကျဲတက်ခိုက်ခဲ့တဲ့အတွက် ပြည်သူ6ယောက်သေဆုံးခဲ့ရပြီးဒဏ်ရာရသူ10ယောက်ရှိကနေအွေထိခိုက်ပျက်စီးခဲ့ရပါတယ်။ဒါပြင်မတ်လ9ရက်နေ့မှာလည်းလေကြောင်းကနေဘုံကျဲခဲ့တာကြောင့်ပြည်သူ2ယောက်သေဆုံးပြီး10ယောက်ထက်မနည်းထိခိုက်ဒဏ်ရာရရှိခဲ့ကဒီတစ်ခါက3ချိန်မြောက်ဘုံကျဲတက်ခိုက်ခံရတာဖြစ်ပါတယ်။မော်ချီဒေသကိုစစ်ကောင်စီတပ်ကဘုံကျဲတက်ခိုက်တာတွေရှိတဲ့အတွက် ပြည်သူတွေအနေနဲ့ဗုံးခုကျင်းတွေတူထားကြဖို့ Greeny National Solidarity Organization KNSO ကမတ်လ10ရက်နေ့ကအသိပေးထုတ်ပြန်ထားပါတယ်ရှင်။ငလင်တန်သိနေပြီတော့မှာဝါထံလေးတစ်ချက်ကိုကြက်လေးသောင်းထိဈေးမြင့်တက်နေတဲ့အတွက်မိုးရသည်မရောက်ခင်နေအိမ်တွေပြင်ဆင်ဖို့နဲ့ယာယီအိမ်ဆောက်ဖို့အခက်အခဲရှိနေတယ်လို့နေပြီတော့ကငလင်တန်သိဒေသခံတွေစီကသိရပါဗျာ ငလျင်မလုံမီဖေဖော်ဝါရီလနဲ့မတ်လအတွင်းကနေပြီးတော့မှ6ပေ15ပေဝါထင်လိုက်တစ်ချက်ကိုကျပ်2500ထိသာဈေးရှိခဲ့ပြီးငလျင်လောက်ခတ်ခဲ့ပြီးနောက်ဝါထင်လိုက်တစ်ချက်ကိုကျပ်4000ထိဈေးတက်နေတယ်လို့ဆိုပါရယ်ဝါဈေးတက်တဲ့အတွက်ဝါထင်လိုက်ဈေးပါတက်နေပြီးအိပ်ပြန်ဆောက်ဖို့မလုံနိုင်သေးပဲယာယီတဲထိုးပြီးနေနေရတယ်လို့တင်မနာမြုပ်ကန်တယောက်ကပြောပါရယ်လက်ရှိနေပြီးတော့မှစစ်ကောင်စီရဲ့ဌာနဆိုင်ရာယာယီရုံးတွေဆောက်လို့ရမှာ ဝါတနီနဲ့ဝါထရန်တွေကိုအသုံးပြုကဆောက်လုပ်နေပြီးတာဝန်ရှိသူတွေကဌာနဆိုင်ရာရုပ်အဆောင်တွေအတွက် လုပ်ငန်းရှင်တွေအနေနဲ့ဦးစားပေးရောင်းပေးဖို့ပြောဆိုထားတယ်လို့ဆိုပါတယ်ရှင်။စကိုင်းမြို့နယ်ထဲကိုဧပြီလ25ရက်မှာစစ်ကြောင်းထိုးကထိုးစစ်ဆင်ဝင်ရောက်လာတဲ့စစ်ကောင်စီတပ်စစ်ကြောင်းကိုတော်လှန်ရေးတပ်ဖွဲ့တွေကပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့စကိုင်းမြို့နယ်အခြေစိုက်တော်လှန်ရေးတပ်ဖွဲ့တွေစီကသိရပါဗျာ စကိုင်းမြို့နယ်မင်းကွန်းဒေသဘဒူရွာဘက်ကိုတမတ33ကစစ်ကောင်စီတပ်ဖွဲ့တွေအပြင်ရဲတပ်ဖွဲ့ဝင်တွေနဲ့ပြူစောထီတွေအင်အား90နီးပါးနဲ့ခြေလင်းစစ်ကြောင်းထိုးလာတဲ့အတွက်တော်လိုင်းတပ်ဖွဲ့တွေကပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီးလက်နက်ခဲယမ်းတွေရရှိကတုံ့ပန်တွေလည်းအရှင်ဖမ်းမိထားတယ်လို့ဆိုပါတယ် ိုက်ပွဲအတွင်းစစ်ကောင်စီလက်အောက်ခံ20ကျော်တိဆုံးကအများပြားဒဏ်ရာရရှိခဲ့တဲ့အတွက်ပြည်လဲဆုတ်ခွာသွားပြီးနောက်မတ်လ29ရက်မှာအင်အားထပ်တိုးပြီးစစ်ကြောင်းပြန်ထိုးနေတဲ့အတွက်ထိထွေတိုက်ပွဲတွေဆက်ဖြစ်နေတယ်လို့စကိုင်းတိုက်အခြေစိုက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့တာဝန်ခံက DPP ကိုပြောပါတယ်စကိုင်းတိုင်းတွင်မြေပြင်မှရှုံနေနေတဲ့စစ်ကောင်စီတပ်ဟာလေကြောင်းတိုက်ခိုက်တာတွေဇက်တိုက်ပြုလုပ်နေတဲ့အတွက်ပြည်သူတွေအနေနဲ့လေကြောင်းရံကာကွယ်ရေးအစီအမံတွေ စနစ်တကျပြုလုပ်ထားကြဖို့တော်လှန်ရေးတပ်ဖွဲ့တွေဘက်ကသတိပေးထားပါတယ်ရှင်။မကွေးတိုင်းစလင်းမြို့နယ်ထဲကိုစစ်ကြောင်းထုံဝင်ရောက်လာတဲ့စစ်ကောင်စီတပ်စစ်ကြောင်းကိုဧပြီ24ရက်မှာကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ဗမာတပ်တော် Burma Army စီကသိရပါတယ်။စလင်းမြို့အနောက်ဘက်ဝမ်ပြေရွာကနေအောက်လှိုင်းရွာတွေဘက်ကိုလက်နက်ကြီးတွေပစ်ပြီးဝင်ရောက်လာတဲ့စစ်ကြောင်းကိုစုံမုံနယ်မြေအတွင်းဆက်ဝင်မလာနိုင်အောင်ကြားဖြတ်တိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။ အင်အား200လောက်ပါတဲ့စစ်ကောင်စီတပ်စစ်ကြောင်းနဲ့တိတွေ့တိုက်ပွဲ2နာရီနီးပါးဖြစ်ပွားခဲ့ပြီးစစ်ကောင်စီတပ်ဘက်ကစစ်ကြောင်းမှုအဆင့်ရှိသူအပါအဝင်9ယောက်သေဆုံးပြီး10ယောက်ထပ်မံထိခိုက်ဒဏ်ရာရခဲ့တယ်လို့ဗမာတပ်တော်ဗမာအာမေရဲ့ပြန်ကြားရေးတာဝန်ခံရဲဘော်ကိုထွန်းက GBP ကိုပြောပါတယ်ဧပြီလ25ရက်မှာတော့စစ်ကြောင်းမှုတည်ဆုံတဲ့အတွက်အထင်နာသွားတဲ့စစ်ကောင်စီတပ်စစ်ကြောင်းဟာပြန်လည်ဆုတ်ခွာသွားတယ်လို့ဆိုပါတယ်ရှင်။ မြန်မာငလင်ဘေးအတွက်စင်ကာပူကြက်ချင်းဒီအဖွဲ့ SRC ကတဆင့်လူသားချင်းစာနာမှုအကူအညီစင်ကာပူဒေါ်လာ6သိန်းထပ်ဆောင်ပေးပို့သွားမှာဖြစ်တဲ့အကြောင်း Channel News Asia သတင်းမှာဖော်ပြပါရယ်စင်ကာပူကြက်ချင်းဒီအဖွဲ့ SRC ဟာမြန်မာနိုင်ငံအတွက်လူသားချင်းစာနာမှုအကူအညီနောက်ထပ်စင်ကာပူဒေါ်လာ6သိန်းအပြင်ဂါဇာကရှေ့ပြောင်းဒုက္ခသည်တွေအတွက်ရွက်ပြင်းတဲ့အလို့ရ၈၁၀လောက်နဲ့ဆီးရီးယားကို စင်ကာပူဒေါ်လာ6သိန်းစီကူညီပေးမှာဖြစ်ပါရယ် စင်ကာပူတက်ချက်နေအဖွဲ့ကတော့မြန်မာနဲ့ထိုင်းနိုင်ငံမှာလှုပ်ခတ်ခဲ့တဲ့ငလင်ကြောင့်အရေးပေါ်ကယ်ဆယ်ရေးတွေပြုလုပ်နိုင်ဖို့ကနဦးပံ့ပိုးမှုစင်ကာပူဒေါ်လာတသိန်း9000ပေးအပ်ခဲ့ပြီဖြစ်တယ်လို့အဲ့ဒီပံ့ပိုးမှုထဲမှာရေအစားအသောက်စောင်မိုးကစားတွေတကူရေသုံးပစ္စည်းတွေစားတဲ့မရှိမဖြစ်သုံးဆောင်တွေပါဝင်ပြီးမြန်မာနဲ့ထိုင်းကြက်ချင်းဤအဖွဲ့တွေကတဆင်းပေးအပ်ခဲ့တာဖြစ်ပါတယ်ရှင်။ မြို့သားညညရဲ့အစိုးရပြည်ထရေးနဲ့လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနပြည်သူ့ရဲတပ်ဖွဲ့ People's Police လက်အောက်ခံလူကြော်ရေးနဲ့အကြမ်းဖက်နှိမ်နင်းရေးအထူးတပ်ဖွဲ့ SSDF ရဲ့အပတ်စဉ်သုံးသင်္นานစစ်ပွဲကိုလွမြောက်နေမြေတနရာမှာပြီးခရက်ရက်ပိုင်းကကျင်းပခဲ့ပါတယ်အဲ့ဒီ SSDF အပတ်စဉ်သုံးသင်္นานမှာဘိုးကုတ်နောင်ချိုပြည်ဦးလွင်အမရပူရမရေယာနထိုးကြီးစတဲ့ဒေသတွေက PDF ရဲ့ဘော်တွေတက်ရောက်ခဲ့ပြီးသင်္นานကာလလေးလဝန်းကျင်ကြာမြင့်တယ်လို့သိရပါဗျာ လာမယ့်အပတ်စဉ်လေးအတွက်ကိုလည်းနိုင်ငံတော်ကတပ်ဖွဲ့ဝင်တွေကိုဆက်လက်ပြီးလက်ခံနေတယ်လို့ SSDF ရဲ့တာဝန်ရှိသူတယောက်ကပြောပါတယ်ရှင်။ဩစတြေးလျနိုင်ငံစစ်တနေမြို့မှာရောက်နေကြတဲ့ရခိုင်တိုင်းသားတွေစုပြီးနှစ်သက်ကူနဲ့အထိမ်းမှန်းရခိုင်ရိုးရနှစ်သက်ကူနသာသွေးပွဲနဲ့ဖရားရည်သက်ပွဲတစ်ခုကိုဧပြီလ29ရက်နေ့ကစစ်တနေမြို့မှာကျင်းပပြုလုပ်ခဲ့ကြပါတယ်။ အခုလိုပွဲမျိုးပြုလုပ်ရတာနဲ့ပတ်သက်ပြီးတက်ကြီးပူစောခန်နာယကဟောင်းအဖို့တယောက်ကအခုလိုပြောပါတယ်ဒီကနေ့ခဏကို Australia Arcanis Association အဖွဲ့ကဥဆောင်ပြုလုပ်ခဲ့တာဖြစ်ပြီးအခမ်းအနားမှာတက်ကြီးတွေကိုပူဇော်ကြတော့ပြီးလက်ဆောင်ပစ္စည်းပေးအပ်တာဖျားရည်သက်ပေတာနသာသွေးတာတွေပြုလုပ်ခဲ့ကြပြီးရခိုင်ရိုးရာစီတော်တွေကိုတိခတ်ခဲ့ကြပြီးတယောက်လာကြတဲ့ဧည့်သည်တွေရခိုင်တိုင်းသားတွေကို မနှက်စာကျွမ်းမွေးအခမ်းခဲ့ကြပါတယ်ရှင်။ ရှမ်းပြည်နယ်ရဲ့မြို့တော်တောင်ကြီးမှာစစ်မှုထမ်းစင်းပါလို့ရှောင်တိန်နေကြတဲ့လူငယ်တွေဟာတကြက်ရက်အတွင်းနေအိမ်ပြလာရာကနေစစ်ကောင်စီတပ်ရဲ့ဖမ်းဆီးတာခံလိုက်ရတယ်လို့မြို့ကန်တွေကဧပြီလ26ရက်မှာပြောပါရယ်2024ခုနှစ်နှစ်ကုန်ပိုင်းလောက်ကစစ်မှုထမ်းစင်းပါလို့ရှောင်တိန်နေသူတွေဟာဧကနပြလာချိန်စစ်ကောင်စီတပ်ကတရင်ရပြီးနေအိမ်ထဲထိလာရောက်ခေါ်ဆောင်သွားတယ်လို့ဆိုပါရယ်ဖန်ခရရသူတွေကចောင်းជីစုရက်ွက်က2ယောက်ဖះပြူရက်ွက်က1ယောက်ရွှေတော်ငါ2ယောက် အစည်းအဝင်စစ်ပြီးဖန်ခေါ်သွားတာလို့ဒေသခံကပြောပါရယ်။ဒါပြင်ညဘက်တွေမှာလည်းအစည်းကားတွေနဲ့ကင်းလှည့်နေကြပြီးကန်သာစိန်ပန်းရွှေတောင်ယရနာတိရိညောင်ပြူစကန်းစတဲ့ရက်ွက်တွေမှာည9နာရီကျော်10နာရီလောက်ကလေးကကင်းလှည့်တာတွေရှိတယ်လို့သိရပါရယ်။ဒါပြင်တောက်ကြီးမြို့ပေါ်မှာစံကဲပျောက်ဆုံးမှုတွေနဲ့လူရဲမှုတွေပုံများလာတာကြောင့်ဒေသခံတွေစိုးရိမ်ပူပန်ပြီးနေနေကြရပါရယ်ရှင်။ မြမအင်အားပြင်းငလင်ဘေးကြောင့်မန္တလေးကထိခိုက်ဒဏ်ရာရသူတွေကိုကူညီဖို့အတွက်ထိုင်းနိုင်ငံကတတိယအကြိမ်မြောက်အရေးပေါ်ဆေးဖွဲ့ကိုဆေးလွှတ်ထားတဲ့အကြောင်းထိုင်းပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနရဲ့ပြောဆိုချက်ကိုကိုးကားပြီးဘန်ကောက်ပို့စ်သတင်းမှာဧပြီလ26ရက်ကဖော်ပြပါရယ်။အဲ့ဒီအဖွဲ့ထဲမှာတော့ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ညှိနှိုင်းရေးမှူးနဲ့ Ram Katan Yu Foundation ကစစ်နာဝန်ထမ်းတွေအပါအဝင်အဖွဲ့ဝင်30ပါဝင်ကလာမယ့်မေလ2ရက်အထိ ထောက်ပံ့ကူညီမှုတွေပေးအပ်သွားမယ်လို့ဌာနငယ်ယောဂထိချုပ်ရေးဦးစီးဌာနဒုတိယညွှန်ကြားရေးမှူးချုပ်ကပြောပါရယ်သူတို့ရဲ့ရည်မှန်ချက်ကတော့ငလင်ဘေးသင့်ဒေသတွေမှာကူးစက်နိုင်တဲ့ယောဂတွေကိုစောင့်ကြည့်ဖို့အမိုးကနဲ့ရေစီမံခန့်ခွဲမှုစနစ်တွေပုံမကောင်းမွန်လာစေဖို့ရေစစ်တက်စနစ်ကိုလည်းတက်ဆင်သွားနိုင်ဖို့တွေပါဝင်တယ်လို့လည်းဆိုပါရယ်အဲ့ဒီစနစ်အရာတနအယူကိုတောက်တုံးရေအနည်းဆုံးလီတာ600ထုတ်ပေးနိုင်ပြီး ပြုပြင်ထိမ့်သိမ်းစေလေတသားစီမှာဖြစ်ကလူပေါင်း2000လောက်အတွက်ရေကြောဖြစ်တဲ့ယောဂတွေဖြစ်နိုင်ခြေကိုရှော့ချဖို့ဒီဇိုင်းထုတ်ထားတဲ့အကြောင်းလဲဒေါက်တာအနက်ကပြောပါရရှင်ရိုက်တနင်းသားရီကာလမကြီးပေါ်ရှိပတောင်းကျေးရွာအုပ်စုကကျင်းနန်းတိုင်းတရားဆစ်စေးဂိတ်မှာစားတော့ကုန်တည်ယူခွင့်ပေးလိုက်တယ်လို့တနင်းသားရီမြို့နယ်ဒေသခံပြည်သူတွေက ပြောပါရယ်ဧပြီလ 9ရက်မနေ့ပိုင်းကစပြီးမြိတ်ကနေတနင်္သာရီမြို့နယ်ဘက်မှာအသား9နဲ့တခြားကုန်ပစ္စည်းတွေရောင်းချနေတဲ့ကားတွေကိုကျင်းနှန်းတိုင်းစစ်ဆေးဂိတ်ကစားသောက်ကုန်တွေတင်ဆောင်ခွင့်မပေးတော့ဘူးလို့တနင်္သာရီဒေသခံပြည်သူတယောက်ကပြောပါရတယ်။အဲ့ဒီဂိတ်မှာအခုနှစ်အစပိုင်းလောက်ကတည်းကစားအိတ်တင်ဆောင်တဲ့တနင်္သာရီမြို့နယ်ကကားတွေကိုစစ်ကောင်စီတပ်သားတွေကအတင်းအကျပ်စစ်ဆေးမှုတွေလုံဆောင်ခဲ့တယ်လို့ကားသမားတွေကိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ဆက်နွယ်တဲ့ဆိုပြီးဆွဆွဲက ဖန်စီပီကားပါတိုက်ဆဲတဲ့လောက်ရက်တွေရှိနေတယ်လို့ဒေသခံပြည်သူတွေက ပြောပါရယ်ဧပြီလ15ရက်နေ့ကလည်းမြိတ်ကနေဆန်အိတ်တင်လာတဲ့ကားပေါ်ကတနင်္သာရီမြို့နယ်အေးတာယာရွာကတားဖားနှစ်ဦးကိုစစ်ကောင်စီရဲ့ဂျင်းနန်းနိုင်စစ်စေးကကဖန်စီလိုက်ပြီးဒီကနေ့အချိန်ထိပြန်လွတ်ပေးခြင်းမရှိသေးပါဘူးစကောင်စီကတနင်္သာရီမြို့နယ်ကကျေးရွာတွေကိုရိုက်ခါကားတွေဖျက်တမ်းခွင့်မပြုတာနှစ်ချီကြာနေပြီဖြစ်လို့ကုန်စင်နှောင်းတွေလည်းမြင့်တက်မှုဒဏ်ကိုဒေသခံတွေခံစားနေကြရပါတယ်ရှင်။